မင်္ဂလာပါခင်ဗျာ GFN ရဲ့ဒိုဝေပါ73ရက်နေ့ညပိုင်းနိုင်ငံတကာသတင်းတွေတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းကတော့ Ukraine တပ်တွေ Postcrow မြို့ကိုစုခါထွက်ပြေးနေတယ်လို့သိရပါတယ်။ Postcrow ကတကယ်တော့လက်ရှိရုရှားနဲ့ Ukraine ရှိတဲ့မှာတိုက်ပွဲတွေအများကြီးထိုင်နေနေရပါ။ရုရှားအထူးကွန်မန်ဒိုတပ်တွေကစိတ်ငြိမ်တဲ့မျိုးလည်းဖြစ်ပါတယ်။ Ukraine ကလည်းသူတို့ရဲ့အထူးကွန်မန်ဒိုတပ်တွေကိုဆေးလွတ်ပြီးနှစ်ဖက်ကြားမိကတိုက်ပွဲတွေဖြစ်နေတဲ့နေရာပါ။တော်တော်လေးကိုစိုးရပါတယ်။ လက်ရှိမှာယူကရိန်းတပ်တွေကပိုခရော့ကိုဆုံးခွာထွက်ပြေးတဲ့တွင်နေခတ်ပေါ်နေပြီးရုရှားတပ်တွေကအောက်ပွဲခံရရှိတဲ့ဆိုတဲ့တွင်နေပြန်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးယူကရိန်းသမ္မတဇီလန်စကီကဆိုးဝါးလို့တဲ့ရာသီဥတုကိုပဲအပြစ်ဖို့နေပါတယ်ရာသီဥတုကရုရှားဘက်တော်သားတွေကိုမျက်နှာစာပေးနေတယ်လို့ဇီလန်စကီကပြောပါတယ်ဘာလို့မျက်နှာစာပေးနေလဲဆိုတော့မျိုးနွေးနဲ့မျိုးနှင်းတွေကတိတ်သေးစွာကြာဆင်းနေတဲ့အနေအထားကိုရုရှားတပ်တွေကအခွင့်အရေးယူပြီးတော့အလုံးရင်းရောင်းနဲ့ဝေရောက်လာတဲ့အချိန်ဖြစ်ပါတယ် အဲ့လိုဝင်ရောက်လာတဲ့အချိန်မှာယူကရိန်းတပ်တွေအနေနဲ့လည်း drone တွေကိုတေချာမတုံးပြနိုင်ပါဘူးအတုံးမပြနိုင်တဲ့အကြောင်းရင်းကမြူနင်းနဲ့အရန်တိတ်သိနေတဲ့အချိန်မှာ drone တွေရဲ့မြင်နိုင်စွမ်းကလည်း zero စင်တီကျဆင်းသွားပါတယ်ဒါကြောင့် drone တွေကလုံးဝမကောက်ွယ်နိုင်တဲ့အခြေအနေဖြစ်သွားပါတယ်။ဒီအချိန်မှာရုရှားတပ်တွေကရက်ဘက်ကားတွေစံကတိနဲ့အလေမြောင်ဝင်လာလို့ယူကရိန်းကဘာမှမတက်နိုင်တဲ့အခြေအနေကိုရေဆိုင်ကြုံတွေ့နေရပါတယ်။ ပိုခရော့ကိုရုရှားတပ်တွေကဝန်းရံထားတာဟာနှစ်နှစ်ပြီးပါကြာပြီဖြစ်ပါလေဒီနှစ်အစောပိုင်းမှာရုရှားတပ်တွေကနောက်ထပ်နီးလမ်းတစ်မျိုးနဲ့ကွန်မန်ဒိုတွေစိတ်ဝင်ပြီးယူကရိန်းနဲ့ရင်ဆိုင်နေရတာပါပိုခရော့ကိုဝန်းထားတဲ့ယူကရိန်းရုရှားတပ်ပေါင်းကအင်အားတသိန်းလောက်ရှိတယ်ဆိုပါတယ်အဲဒီမှာခုခံနေတဲ့ယူကရိန်းတပ်အင်အားက2000လိပါသာရှိပါတယ်ဒီလိုအခြေအနေမှာတော့လုံခြုံရေးစီးချိုးပေါက်သွားတဲ့အတွက်ကြောင့်ယူကရိန်းတပ်သားတွေကနောက်ဆုတ်သွားတဲ့အခြေအနေမှာရှိပါတယ်ဒါကြောင့်ရာသီဥတုကို ယူကရိန်းသမ္မတဇီလန်စကီကအပြစ်ဖို့နေတာဖြစ်ပါတယ်။ယူကရိန်းဘက်ကမဟာဗျူဟာမြောက်ပိုခရော့ကိုစွန့်ခွာတာကတော့တကယ်ကိုကံပဲလို့ပြောလို့ရပါတယ်။ဇီလန်စကီအနေနဲ့ဘာပြောအဲ့ဒီမြို့မှာနောက်ဆုံးအချိန်ထိခုခံတိုက်ခိုက်ခဲ့တဲ့ယူကရိန်းစစ်သည်တွေကိုအကောင်းဆုံးလုပ်ခဲ့တဲ့အတွက်ကြောင့်ချီးကျူးဂုဏ်ပြုပါကြောင်းပြောပါတယ်။ယူကရိန်းစစ်သည်ချို့ကတော့ပိုခရော့မှာလက်နက်ချဖမ်းဆီးခံရတယ်လို့ပြီးရှေ့တန်းသတင်းတွေအရသိရပါတယ် ယူကရိန်းကလောလောဆယ်မှာတော့ပိုခရိုမျိုးတရင်နဲ့ပတ်သက်ပြီးအတည်ပြုတာတော့သိမရှိပါဘူး။လက်ရှိမှာယူကရိန်းကထုတ်ပြန်တာက drone စင်းပေါင်း100ကျော်နဲ့ရုရှားကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။နိုဝင်ဘာ17ရက်နေ့ပိုင်းကနေစမီးနေမနက်ပိုင်းကြီး drone ပေါင်း120စင်းနဲ့ရုရှားကတိုက်ခိုက်ခဲ့ပြီးအစင်း60ကိုမိမိတို့ပြစ်ချနိုင်ခဲ့တယ်လို့ Ukraine လေတပ်ကသတင်းထုတ်ပြန်ပါတယ်။စကောစင်းကတော့ပြစ်မှတ်တွေစီရောက်မလာပဲကြံပြစ်မချနိုင်ခဲ့တဲ့ drone တွေကတော့စစ်မြေပြင်ဒေသတွေဖြစ်တဲ့ခါခီ စုံမီဇာပိုရီရှားဒေသကလူနေအိမ်တွေကားတွေနဲ့ကိုပိုင်စမှုလက်မှုလုပ်ငန်းချုပ်ကိုထိမှန်သွားပါတယ်။ရေဘော်ကွန်ကြီးကစေးဌာနပြောခွင့်ရပုဂ္ဂိုလ်ကခါကင်းရဲ့လက်ကိုရရှားဒုံးနဲ့ထိမှန်လို့လူနေအိမ်ချိုးနဲ့ကိုပိုင်စမှုလက်မှုလုပ်ငန်းတစ်ခုမီလောက်ပြည့်စည်ပြီးအ ਨੇ ဆုံးအရက်သား၃တန်ရတယ်လို့သတင်းတွေထုတ်ပြန်ထားကြောင်းသိရပါတယ်။လက်ရှိမှာပုတ်ခရမျိုးစပွဲချင်းတွေကတော့ရှုပ်ထွေးနေတဲ့အနေထားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ကာရေဘီယံဒေသတွေကိုအမေရိကန်လေယာဉ်တင်မောအဖွဲ့ရောက်ရှိနေပြီဖြစ်ပါတယ်။ကမ္ဘာကြီးဆုံးစင်တမောကြီးဖြစ်တဲ့ US Air Force ဦးဆောင်တဲ့အမေရိကန်ရေတပ်တိုက်ခိုက်တဲ့ဘက်ဟာကာရေဘီယံဒေသကိုရောက်ရှိနေပြီလို့အမေရိကန်ရေတပ်ကတည်ပြလိုက်ပါတယ်။ကာရေဘီယံဒေသတွေကိုအဲ့ဒီ US Air Force ကြီးရောက်လာတာနဲ့ပတ်သက်ပြီးတော့ဗင်နီဇွဲလာကတုံ့လုံနေပြီးတော့ဗင်နီဇွဲလာစစ်တပ်ကိုအမြင်ဆုံးနေထားတက်လန့်ထားတယ်လို့ဗင်နီဇွဲလားသမ္မတမာဒူရိုကပြောပါလေ။အမေရိကန်သမ္မတခန့်ကမာဒူရိုကိုဖြုတ်ချမှုမဟုတ်ဘူးလို့ပြောပေမဲ့ ။ဒါဟာတစ်ဖက်ကနေကြည့်ရင်တော့မာလူကိုစစ်တပ်ကဖမ်းပြီးအမေရိကန်လက်ထက်ကိုအပ်ဖို့အတွက်ရာဇသံပေးနေတဲ့ခြေအနေအောင်ဖြစ်နေပါလေ။ဒီတခါရေးဖို့သမားထံကပေးခဲ့တဲ့လကဒေတာတွေကိုဆေးလွတ်ဖို့မိန့်ပေးခဲ့တာပါ။အမေရိကန်ရဲ့တပ်ထုတ်ပြန်ကြေးရဒီတိုက်ခိုက်ရေးဖွဲ့ဟာနိုမာစစ်တပ်မှလက်ရင်အမေရိကန်နဲ့ကာရီဘီယံဒေသကိုကြီးကြပ်တဲ့အမေရိကန်တောင်ပိုင်းတိုင်းစစ်ထောင်နာချုပ်ကတောင်းယူထားတဲ့ area အတွင်းရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ဖွဲ့မှာပြောရမယ်ဆိုရင်စစ်တီပေါင်း၄000ကျော်တဲ့ဒရုန်းများစွာပါဝင်ပါတယ် US Air Force လေးနေသင်းမောမြေပုံလမ်းညုံတပ်ဒုံးကြီးပါဖြတ်သင်းမောတွေနဲ့တခြားသင်းမောအမျိုးမျိုးလည်းပါပါတယ်ပင်ကုံပြောရေးစုခွင့်ရပုဂ္ဂိုလ်ရှောင်းပန်တွေကတော့ဒီတစ်ဖွဲ့ဟာ American Beacon လို့ကြုံရင်းနဲ့အာယာဝါပြောမှုကိုထိခိုက်စေတဲ့တရားမဝင်လောက်ဆောင်သူတွေနဲ့လှောက်ရှားမှုတွေကိုရှာဖွေထောက်လှမ်းဖို့စောင့်ကြည့်ဖို့ဖြိုခွင်းဖို့လို့ဆိုပါတယ်ဒေသတွေမူရင်းမောင်းခုကူးနဲ့ရာဇဝတ်ကိုင်းတွေကိုဖြိုခွင်းဖို့လို့ဆိုပါတယ် ်အမေရိကန်ကာရီဘီယံနဲ့ရှေ့ပစိဖိတ်ဒေသကမွေးရစေဝါတွေပို့ဆောင်နေတဲ့လွတ်ဆွဆွဲခံရတဲ့နေတွေကိုအနည်းဆုံး16ကျင်းလောက်ပြစ်ခတ်နှိမ့်ခဲ့ပြီးအဲ့ဒီမှာပေါဝင်တဲ့လူပေါင်း86လောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်အဲ့လိုမျိုးပြစ်ခတ်နှိမ့်ခဲ့ပေမဲ့အဲ့ဒီစေတွေအဲ့ဒီလေတွေမှာမွေးရစေဝါတွေဘလောက်ပါလဲဆိုတာကိုတော့အမေရိကန်ကထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးသူတို့ထုတ်ဖော်ပြောကြားခြင်းမရှိတာကလည်းတန်မြတ်ဖြစ်ပေါ်ရကောင်းတယ်လို့ G7 နိုင်ငံတွေကရှုတ်ချပါတယ် ကာရေဘီယံပြည်နယ်ဖြတ်တန်းသွားနေတဲ့ဗင်နီဇွဲလာရေနဲ့အမေရိကန်ကတိုက်ခိုက်တဲ့ပေါ် G7 ဖွဲ့ဝင်နိုင်ငံတွေကဖြစ်တဲ့ရှုတ်ချခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြပါတယ်။အမေရိကန်ရေတပ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့အမေရိကန်ရဲ့မဟာမိတ်ချုပ်ကလည်းဖြစ်တဲ့ရှုတ်ချခဲ့ပါတယ်။မဲကဟာကာရီဘီယံနဲ့အရှပစိဖိတ်ဒေသကမွေးစေးဘွာတည်ယူပို့ဆောင်နေလို့ဆွဆွခဲ့တဲ့နေတွေကိုတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။ဒါဆိုရင်အဲ့ဒီမွေးစေးဘွာတွေဘာမှလဲဆိုရင်မီးပို့ထောင်နေပါတယ်။ခုတရင်ဘတ်ဆော့ဘိုင်းကလည်းပစိဖိတ်ပါနောက်ထပ်တိုက်ခတ်မှုတွေလုပ်ခဲ့ပြီးလူ6ဦးသေပါတယ်။ အမေရိကန်ကမူရင်းစေဝဝင်ရောက်နေတာတွေကိုတားဆီးဖို့အတွက်ဒီလိုတက်ခတ်မှုတွေလုပ်ဖို့မဖြစ်မနေလိုအပ်တယ်လို့ Trump ဆိုရကပြောပါတယ်။ခုလိုတက်ခတ်မှုကြောင့်ကိုလံဘီယာနဲ့ပင်နီဆိုလာဆိုရကြတိမမှုတွေမြင့်တက်စေပါတယ်။လူခွေနဲ့နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တယ်ဆိုပြီးစောင့်ကြည့်သူချို့ကစိုးရိမ်ပူပန်တယ်လို့ဆိုပါတယ်။ Trump ကတော့အဲ့ဒီ G7 အစည်းအဝေးတွေနဲ့ပတ်သက်ပြီးထောက်ဖို့ပြောကြားချက်တွေကိုဘာမှတုံ့ပြန်ဖြေရှင်းခြင်းမရှိပါဘူး။မိမိအနေနဲ့ တိုင်းပြည်ရဲ့အကျိုးအတွက်လုံနေသမျှအရာအလုံးကိုလှုပ်ဆောင်သွားမယ်လို့သမ္မတထရန့်ကပြောထားတာဖြစ်ပါတယ်။နောက်သတင်းတပုတ်ပြောကြင်ပါတယ်။အစ်ဇွေနဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုရပ်တန့်လိုက်ပြီးဖြစ်ကြောင်းဟူသီဖွဲ့ကပြောပါတယ်။ဂါဇာကမ်းမြောင်းဒေသမှာပြစ်ခတ်ရဆဲထားတဲ့အတွက်အစ်ဇွေနဲ့ပင်လယ်နီတွင်းမှာရှိတဲ့သင်္ဘောတွေတိုက်ခိုက်မှုကိုရပ်တန့်ခဲ့ပြီလို့ဟူသီဖွဲ့ကပြောပါတယ်။ဟာမတ်စ်ဖွဲ့ရဲ့လက်နက်ကိုင်ဖွဲ့ဖြစ်တဲ့ကွာဆာဘရစ်ဂိတ်ဖွဲ့တံပေးပို့တဲ့နေဆွဲတက်မထားတဲ့စာတစောင်းမှာဟူသီဖွဲ့က ူတို့တက်ခတ်မှုရနာကြောင်းရှင်းရှင်းလင်းလင်းရေးထားပါတယ်ကျွန်တော်တို့ကအခြေအနေကိုနီးကပ်စောင့်ကြည့်ပြီးအစ္စရေးတွေကဂါဇာကိုတိုက်ခတ်မှုတွေပြန်ဆမယ်ဆိုရင်တော့ကျွန်တော်တို့လည်းအစ္စရေးနိုင်ငံတွေမှာဆစ်စင်ရေးတွေပြန်လုပ်သွားမှာပဲပြီးတော့ပင်လယ်နေနဲ့အာရီဒိုပင်လယ်ထဲမှာအစ္စရေးကိုရေချောင်းသွားလာခွင့်တာမြင့်မှုပြန်ထုတ်သွားပါမယ်လို့ခူတီဖွဲ့စည်းဦးစည်းချုပ်ကပြောပါတယ်ဒါပေမဲ့ဟူဒီဖွဲ့အားဒေသတွင်းသူတို့လှုပ်ရှားမှုကိုရပ်တန့်မှာဟုတ်မဟုတ်တရားဝင်ကြေညာခြင်းမရှိပါဘူး။ ခုဒီကောင်းဆောင်တွေကိုပြစ်မှတ်ထားချိန်မုန်းခဲ့တဲ့အစ္စရေးစစ်တပ်ကတော့ခုဒီဖွဲ့ကျင်ရခြင်းနဲ့ပတ်သက်ပြီးမှတ်ချက်တောင်းခံမှုကိုလည်းတုံ့ပြန်ခြင်းမရှိပါဘူး။အစ္စရေးကဝေဝကြီးအစ္စရေးကစ်ကတော့စတေမာလာအတွင်းကခုဒီဖွဲ့ရတက်ခတ်မှုကိုအစာပေါင်းများစွာတုံ့ပြန်တက်ခတ်သွားမှာဖြစ်ကြောင်းချိန်ချက်ပူပါတယ်။ဂါဇာမှာအစ္စရေးနဲ့ဟာမတ်ကြားစစ်ပွဲဖြစ်ပေါ်ခဲ့တဲ့ကာလအတွင်းခုဒီဖွဲ့ဟာဟာမတ်ဘက်ကယက်တိကြောင်းပြသတဲ့အနေနဲ့အစ္စရေးနဲ့ဗန်နီတွင်းမှာရှိတဲ့သင်္ဘောတွေကိုပြစ်မှတ်ထားတက်ခတ်ပါတယ်။ ဒါပေမဲ့အော်ဂဘာဆယ်နေကအစ်ဇွန်နဲ့ဟာမတ်စတာပြစ်ခတ်ရဆဲရဲ့သဘောတူညီမှုစတင်ခဲ့ပြီးနောက်ဟူဒီဖွဲ့ဟာတိုက်ခိုက်မှုတွေပြုလုပ်ကြောင်းကြေညာခြင်းမရှိပါဘူး။ဟူဒီဖွဲ့ဟာ20ဒေါ်လာ1ထရီလီယံတန်ဖိုးရှိတဲ့ကုန်စည်တွေဖြတ်သန်းပို့ဆောင်နေတယ်။ပေလနီတွင်းမှာရှိတဲ့သင်္ဘောတွေကိုတိုက်ခတ်ခဲ့လို့သင်္ဘောသား9ဦးတေပြီးသင်္ဘော၄စင်းနှမြုပ်ခဲ့ကြောင်းကမ္ဘာလုံးဆိုင်ရာရေချောင်းကုန်စည်ပို့ဆောင်ရေးဖွဲ့ကကြေညာခဲ့ပါတယ်။နောက်ထပ်သင်္ဘောပြောချင်ပါတယ်။ချင်းမိုင်မီပုံပြန်ပွဲတော်ကလည်းဝင်းဝင်းဘတ် 2.865ဘီလီယံရရှိခဲ့တဲ့သိရပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မှာခုနှစ်အောက်တိုဘာ31ရက်နေ့မှနိုဝင်ဘာ10ရက်နေ့ထိပြုလုပ်ခဲ့တဲ့အီဖန်မီပုံမြန်ပွဲတော်ကာလတွင်ပြည်တွင်းစီးပွားရေးအတွက်ဝင်ငွေ2.865ဘီလီယံထိရရှိကြောင်းဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ဒီငွေတွေကိုပွဲတော်ကိုလာရောက်တဲ့ခီးသွားတိုင်း၈၄၈၀၀ကျော်ကသုံးဆွဲခဲ့ခြင်းဖြစ်ကြောင်းချင်းမိုင်ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ အခုနှစ်ပွဲတော်ကာလတွင်တည်ပို့ဆောင်ရေးမတော်ရင်ငှားရမ်းမှုတဲခုပိုနေရငှားရမ်းမှုပါဝင်ခီးသွားလုံငယ်တဲ့အကျုံးဝင်တဲ့ကဏ္ဍအလုံးက2024ကထပ်ပုံမူတလုံးခဲ့ပြီးပွဲတော်ကိုလာရောက်တဲ့ခုမူက60ရာခိုင်နှုန်းရှိခဲ့ပါတယ်ဒီအချက်လက်သေးစိတ်ကိုစစ်စစ်သုံးသပ်ပြီးနိုဝင်ဘာ12ရက်နေ့မှာထုတ်ပြန်မှာဖြစ်ပါတယ်ရီဖန်းပြီးပုံမြင်ပွဲတော်ဟာပြည်တွင်းပြည်ပအစိုးရစားမှုရရှိခဲ့ပြီးဒေသခံတွေဝင်ငွေကိုလည်းတစ်ဖက်တစ်လမ်းကတိုးတက်စေပါတယ် အာဏာပိုင်ကခီးသွားများပြောင်းဝယ်မှုကိုထိန်းသိမ်းစောင့်ကြပ်ပြီးမှလုံခြုံရေးအင်အားတိုးမြင့်ခဲ့ပြီးလူအုပ်ကတောင်ကနေဖြစ်ပေါ်မှုထိခိုက်တဲ့အရာမှုတွေလုံးဝမရှိခဲ့ဘူးလို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကမ္ဘာ့ချန်တော်ဆောင်တထေးကြီးစင်းနဲ့မှာပါဝင်တဲ့ Facebook ပိုင်ရှင်မတ်ဇူကာဘတ်တယောက် writer သတင်းဌာနရဲ့သတင်းတစ်ခုကြောင့်ဒေါ်လာ5ဘီလီယံနီးပါးကုန်သွားပြီဖြစ်ပါတယ်။ကမ္ဘာ့ချန်တော်ဆောင်စင်းမှာလည်းနံပါတ်6ကိုရောက်သွားပြီဖြစ်ပါတယ်။ ဗတာကုမ္ပဏီကဝင်ငွေတစ်စိတ်တစ်ပိုင်းကို scam AD scam AD ဆိုတာကလိမ်လည်မှုကြောင့်တွေကနေရယူဖို့မျှော်မှန်းထားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့တဲ့နောက်ကြာတာပရင်းနေမှာမီတာရှယ်ယာတွေထိုးကျသွားပြီးတော့ဇကာဘက်ရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ9ဘီလီယံနီးပါးလေးတယ်လို့သလိုပြောက်ကွယ်သွားပါတယ်မီတာအတွက်တစ်ပတ်လုံးက bloody နေ့တွေပဲဖြစ်ပါတယ်ကြာတာပရင်းနေမှာရှယ်ယာတွေဟာ2.3%ထက်ကြပြီးဒေါ်လာ620.9လောက်မှာပဲရှိပါတော့တယ် ဒါပြီးခဲ့တဲ့ပတ်တွင်စုစုပေါင်း16.5ခန့်လောက်ကြာစင်ထားတဲ့ပေါ်ထပ်ပြီးတော့ဒဏ်ရာပေါ်စားသိမ့်လိုက်တယ်လို့ဖြစ်သွားပါတယ်။အထူးသဖြင့်တတိယသုံးလပတ်ဝန်းကျင်ထပ်ပြတဲ့နေ့ကတရက်ထဲ17ရာခိုင်နှုန်းကျော်ထိုးကျခဲ့ပါတယ်။ဘီလီယံနာပြောင်းမှလည်းမက်ဆူကာပဲတယောက်မျက်နှာငင်စရာဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်အစမှာသူဟာ Oracle က Larry Ellison နဲ့ Tesla ရဲ့ CEO Elon Musk ရဲ့နောက်ကနေကမ္ဘာနံပါတ်3နေရာမှာခိုင်မာရပ်တည်ခဲ့ပါတယ်။ခုတော့နံပါတ်3က Jeff Bezos ဖြစ်သွားပါတယ်။နံပါတ်4က Larry Page ဖြစ်သွားပါတယ်။ နံပါတ်9နေရာမှာစာကြည့်ပြီးဖြစ်ပြီးသူတို့ရဲ့နောက်ကိုကြာဆင်းသွားတာဖြစ်ပါတယ်။မီတာရဲ့ရှယ်ယာ13%ပါဆက်လောက်ကိုပိုင်ဆိုင်ထားတဲ့ Zuckerberg တို့ Discam AD တရင်ဟာတကယ်ကိုဈေးကြီးတဲ့တရင်ဖြစ်သွားပြီးတရထင်းနဲ့ပိုင်ဆိုင်မှုဒေါ်လာ9ဘီလီယံလီးပါးကြာဆင်းသွားစေခဲ့တာဖြစ်ပါတယ်။